နေတို့ရဲ့ဒါရွန်နီတို့ရဲ့ Twingo စံချိန်ကိုလိုင်းမိနိုင်ခဲ့တဲ့လူကာကူဆွဲတဲ့တင်ချာရာကိုတင်ဆက်ပေးသွားမှာပါ။ Everton အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့လူကာကူအနေနဲ့ကတော့ Aston Villa အသင်းရဲ့ပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်ကြောင့် Premier League ပွဲစဉ်မှာတင်ထားနိုင်ခဲ့တဲ့ Cironeldo ရွန်နီတို့ရဲ့ Twingo စံချိန်ကိုလိုင်းမိနိုင်ခဲ့လို့သိရပါဗျ။လူကာကူကတော့ Aston Villa အသင်းရဲ့ပွဲစဉ်မတိုင်ခင်က Premier League Twingo 49ကိုဂိုးသွင်းယူထားနိုင်ပြီးတော့ Aston Villa အသင်းရဲ့ပွဲစဉ်မှာ Twingo 2ဂိုးထက် မှန်သွင်းယူနိုင်ခဲ့တဲ့အတွက်ကြောင့်ပရီးမီးယားလိသွင်းကို50ပြင်းမြောက်ခဲ့တဲ့ပြင်စမမြောက်အသက်ငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အရင်ကဆိုလို့ရှိရင်တော့ပရီးမီးယားလိသွင်းကို50ပြင်းမြောက်ထားတဲ့အသက်ငယ်ဆုံးကစားသမားတွေအဖြစ်ဆိုရင် Robbie Fowler ပြီးတော့ဒီ Michael Owen, Ronaldo နဲ့ Ronnie တို့ကတော့စံချိန်တင်ထားနိုင်ကြတာပဲဖြစ်ပါတယ်။ Lukaku ကတော့ပရီးမီးယားလိအသင်းတွေဖြစ်တဲ့ Chelsea အသင်း၊နောက်နောက်အသင်းပေါ့နော် West Brom အသင်းနဲ့ Leicester City အသင်းတို့မှာဆိုလို့ရှိရင်တော့ပါဝင်ကစားနေရဖြစ်ပြီးတော့ West Brom အသင်းနဲ့ Everton အသင်းတို့တွေ့ဆိုလို့ရှိရင်လည်းဂိုးများစွာတွင်းယူပေးထားတဲ့သူလည်းဖြစ်ပါတယ်။ပြီးတော့သူကတော့ West Brom အသင်းတွေ့ဆိုလို့ရှိရင်တော့ Premier League တွင်းကိုကတော့တွင်းကို16ကိုတွင်းယူပေးထားပြီးတော့ Everton အသင်းတွေ့ဆိုလို့ရှိရင်တော့တွင်းကိုကတော့ဒါသူအနေနဲ့စုစုပေါင်း34ကိုတွင်းယူပေးထားပါတယ်။ပြီးတော့ Liverpool အသင်းရဲ့ကံတဝင်ကစားသမားဟောင်းဖြစ်တဲ့ Ricky Fowler ကတော့သူ့ရဲ့ Premier League ဒါပွဲစဉ်88ပွဲများဖြစ်ဆိုရင်တော့ Manchester United အသင်းနဲ့ပွဲစဉ်မှာအသက်ကတော့20နဲ့8လ8ရက်အရွယ်နဲ့ဒါဂို 90မြောက်ကိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ဒါလီဗာပူးအသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့အိုဝင်သူဟာဆိုလို့ရှိရင်တော့သူ့ရဲ့ဒါပွဲ98ပွဲမြောက်ဖြစ်တဲ့ဒီပါဝင်ကစားခဲ့ရဲ့စာတန်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့အသက်ကတော့20ရဲ့အသက်20ပေါ့နော်ပြီးတော့8လနဲ့12နှစ်ဒီ12ရက်အရွယ်နဲ့ပေါ့နော်ဂိုးကတော့90ပြည့်မြောက်ခဲ့ပြီးတော့မန်ယူအသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ရော်နီရော်နီကတော့အသက်21နှစ်ရဲ့7လနဲ့ဒါ15ရက်အရွယ်နဲ့ပရီးမီးယားလီဂ်မှာ146ပွဲမြောက်ဖြစ်ဒါသူ့အနေနဲ့မှတ်တမ်းဝင်ခဲ့ပြီးတော့ဒီနောက်ထပ်အတွင်းကိုအနေနဲ့ ဲစီရိုနယ်ဒိုစီရိုနယ်ဒိုကတော့အသက်22နှစ်အရွယ်ဆက်တလာနဲ့ခုနှစ်ရက်အရွယ်မှာပရီးမီးယားလိရဲ့ပွဲစဉ်ကတော့149ပွဲမြောက်အဖြစ်ဒါသူ့အနေနဲ့မှတ်တမ်းဝင်ပြီးတော့ညူကာဆယ်အသင်းရဲ့ပွဲစဉ်မှာ950မြောက်ကိုသွင်းနေနိုင်ခဲ့ရပါဖြစ်ပါတယ်ပြီးတော့အခုလက်ရှိလူကာကူကတော့အက်စတန်ဗီလာအသင်းရဲ့ပွဲစဉ်မှာသူ့အနေနဲ့ဂိုးသွင်းယူခဲ့တဲ့အတွက်ကြောင့်အသက်ကတော့22နှစ်9လနဲ့25ရက်အရွယ်မှာပေါ့နော်ဂိုး950ပြင်းမြောက်ခဲ့တဲ့ဒီအသက်ငယ်ဆုံးကစားသမားစီးရင်တော့စီရိုနယ်ဒိုနဲ့ဒါအသ ချက်ပေါ့နော်ဒါရက်တည်နိုင်ရအောင်လေတွေ့ရတယ်ဒါကြောင့်အခုလက်ရှိချိန်မှာဆိုရင်တော့စီရိုနယ်ဒိုရဲ့ရွန်နီရဲ့အဆရှိတဲ့ဒီကစားသမားတွေရဲ့အတွင်းကိုစံချိန်ကိုလိုက်မြင်နိုင်ခဲ့လူကာကူဆွဲတင်းကြောင်ရကိုဆက်လက်ပြီးတော့တင်ဆက်ပေးခဲ့